ါးလေးကတော့ကျွန်တော်တို့မူဆယ်အာဇာနည်ပိမံကိုသွားတဲ့လမ်းလေးပေါ့နော်လမ်းလေးကတော့သူတို့ချာလေးတော့မခင်ရသေးဘူးလမ်းလေးတော့ဖောက်ထားတယ်လမ်းလေးတော့နည်းနည်းလေးတော့ကျန်နေပေါ့နော်ပုံမော်တော့တက်တာဒီခုံလေးကလက်ကလက်ကျိုးတယ်လက်သေးလမ်းထားတယ်ဒီဟုတ်ပါခြေောက်ပါတန်ရနဲ့လက်ကတန်ရနဲ့ရှာနေဆောင်း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  ီမှာပြောပြီအပင်တွေကိုရေလာလောင်းပြီးတာရေလာလောင်းနေဆိုတော့အခုကအပင်တွေရဲ့အနေထားရေလာကြည့်တာအဆင်မပြေရင်ပြန်ဆိုင်ကမ်းတော့အခုကတို့ဖလီတာလောက်လို့ကြာအဲ့တော့တော့ကြီးဖြည့်လာမယ်ဟုတ်ဒါကကျွန်တော်တို့ရဲ့ပထမအဦးဆုံးဒီမူဆယ် PDF ဆိုပြီးတော့ဖြစ်လာအောင်ပေါ့နော်စပင်ပြီးတော့မူဆယ်ပီဒီအက်ကိုပေါ်ဆောင်ခဲ့ရတယ်ကျွန်တော်တို့ရဲ့ဆရာဒေါနာတန် ဆိုတော့ကျွန်တော်တို့ဒီ၄ရက်နေ့ဟာလပိုင်း2020နှစ်မှာစာဆုံးသွားခဲ့တယ်ဗျာတော့ဒါကဆရာကိုအလဲဆန္ဒယူပြီးတော့ဒီကနေပြီးတော့စာဆုံးသွားပြီဖြစ်တဲ့မူဆယ် PDF ရဲဘော်ညီကိုတွေပေါ့နော်အားလုံးကိုမှတ်တရပြိမှန်လေးတိစောက်ထားတာပေါ့နော်မုံတိုင်းသူနဲ့အမှတ်တရတော့ကျွန်တော်ထောက်မကြခင်ကျွန်တော်ဒီမူဆယ် PDF ကိုထောက်ဖို့တွေလုပ်တော့ ကျွန်တော်ထပ်ပို့သမယပစ္စည်းတွေကိုသူကိုယ်တိုင်လာယူတယ်။သူလာမယူဖြစ်ဘူးဆိုရင်ကျွန်တော်ကသူ့ကိုသွားပြီးတော့ပို့ပေးရတယ်။အဲတော့မမေ့ရပဲ။သူနဲ့နောက်ထပ်တယောက်ရှိသေးရဲ့။ကျော်စီရသူကတော့မူဆယ် PDF မှာအသက်အငယ်ဆုံးမို့နော်။16နှစ်နဲ့ PDF ဖွဲ့ထဲကိုဝင်လာပြီးတော့အသက်18နှစ်မှာ သူကြဆုံသွားခဲ့တယ်ပေါ့နော်။သူ့အတွက်တော့တကယ်ကိုစိတ်မကောင်းစရာလေးပေါ့နော်။လူငယ်ဘဝတော့မမရောက်နိုင်သေးဘူး။ အများအတွက်ဆိုပြီးတော့သူ့အသက်ကိုပြေးလိုက်ရဗိမာန်ရဲ့အနောက်တတဲမှာကြတော့အရိတ်လေးရအသီးလေးစားရအောင်လို့ဆိုပြီးတော့သီးပင်အကြီးပင်တွေကိုစိုက်ထားတယ်တရက်ပင်ပိန်နေပင်လိုက်ချီသီးပင်ဆိုပြီးတော့အရိတ်ရလည်းရမယ်အသီးလေးစားရအောင်လို့ပေါ့နော်ဘာဖြစ်လို့သီးပင်စားပင်တွေကိုစိုက်ထားရလဲဆိုရင်အ ਨੇ ဆုံးတစ်နှစ်ကိုတစ်ခေါက်လောက်တော့အသီးလာခွေးရမယ်ဖြစ်ဖြစ် သူတို့ကိုတတိယလိုပဲဖြစ်ဖြစ်သူတို့ကိုသိကြတာတော့ မိမသွားအောင်လို့ဆိုပြီးတော့တီးတဲ့စားပင်ကိုရှီရှီစီမံကိန်းနဲ့စိုက်တာပေါ့နော်လောလောဆယ်တော့အပင်လေးတွေကတော့ရှင်သန်ဖို့အရန်ခက်ခဲသေးတယ်။ဘာလို့လဲဆိုတော့ကိုင်းဆက်ပင်တွေကိုနေရာရှိစိုက်ထားတာမလို့ပေါ့နော်။သူတို့ကိုရှင်အောင်လို့ဆိုပြီးတော့ကျွန်တော်တို့ကတရက်ကိုတစ်ချိန်အနည်းဆုံးရှီလာလောင်းပေးရတယ်ခင်ဗျ။အဲကြောင့်မလို့အခုကျွန်တော်ကလာပြီးတော့ရှီလာလောင်းပေးတာပါ။ပြီးပင်စားပင်တွေကိုအနောက်ဘက်နဲ့ဘေးဘက်ပတ်ပတ်လေးကိုစိုက်ထားတာပေါ့နော်ဒီမှာကြည့်ကိုင်းဆက်ပင်ဆိုတော့တည့်ရတီးလေးတော့မှာတီးနေပြီ လာရှိုးကရင်900စံပြည်သူစေယုံပြန်ဖွင့်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမှာဒီနေ့မေလ2ရက်နေ့ကစကရင်900စံပြည်သူစေယုံကြီးပြန်ဖွင့်မှာဖြစ်ကြောင်းဒေတာခန့်တွေစီကအတိရပါတယ်ဒီနေ့စေယုံဖွင့်ပွဲလုပ်မယ်လို့သိရတယ်စေယုံတန့်ရှင်းရေးလုပ်နေကြတယ် ရှုပ်ပွားထေအောင်လှုပ်သွားကြတယ်တန်ရှင်ရေးလုံနေကြတယ်ဆေးရုံတွင်းပက်ရောတန်ရှင်ရေးလုံနေကြတယ်လူဒေတာခန်တယောက်ကပြောပါတယ်ယမန်နေ့မေလာတရက်နေ့ကစားလာရှုကဌာနဆိုင်ရာယုံတွေစဖွင့်လာလို့သိရတယ်လူသူကပြောပါတယ်ဆေးရုံကတော့ဖွင့်ပေမဲ့ကောင်းကောင်းလည်းပတ်နိုင်ဖို့မလွယ်ဘူးထင်တယ်တကားတွေကတော့ဧပြီလ30ရက်နေ့ကတည်းကဖွင့်ထားတယ်။ဘာမှမကြမ်း MNDA ဆုတ်တော့အကုန်တည်သွားတာပဲအခုံပဲကြံနေလေးရုံးတွေလည်းစောက်ခွင့်နေပြီလို့ပြောတယ်မျိုးရဲမပတ်ကြည့်ရသေးဘူးလို့ဒေတာခန့်အမျိုးသမီးတစ်ယောက်ကပြောပါတယ်ရင်ထင်းရဲတွေကတော့ယမန်နေ့မီလာတရက်နေ့ကစအလုလုနေတာတွေ့ရတယ်လို့သူကပြောပါတယ်လာရှိုးမှာစီပင်ဝန်ထမ်းတွေလည်းရောက်နေပါပြီအလုလုနေကြပါပြီလို့ဒေတာခန့်အမျိုးသမီးတယောက်ကလည်းပြောပါရယ်ဌာနဆိုင်ရာရုံးတချို့ပြန်ဖွင့်ပြီဖြစ်ပေမဲ့လောလောဆယ်ရုံးလုပ်ငန်းတွေလုပ်ပေးနိုင်တာမရှိသေးဘူးအကြောင်းတွေလည်းဖွင့်မယ်လို့သိရတယ်လို့ဆိုပါရယ် Thank <laughs> you.